အားလုံးပဲမင်္ဂလာပါ။ကျုပ်စင်ငယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ကတော့ Whisper ။ကျွန်တော်ဒီနေ့မှာတော့ Facebook ကဖုန်းမှာ vote အများဆုံးရခဲ့တဲ့စကားအရမ်းများပြီးရန်ဖြစ်ဖို့သူနဲ့ရှင်ပြန်နိုင်တဲ့ပြန်ပဲတယောက်ကိုရှာဖွေနေတဲ့မြောက်တကောင်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ Looks like I've got some new stories to tell. ကျွန်တော်တို့လူငယ်ဘဝမှာကြံကြောင်းနဲ့အနောက်ရက်တို့ခီးသွားခြင်းစကားတွေနဲ့ထိခန့်နာရတဲ့သူတွေအတွက်ဆုံးဝခုံး The Monkey Game ဆိုတာကတော့တိတ်ဆိတ်တဲ့အကြောင်းအရာမဟုတ်ပါဘူး။ Johnny to the Wolves ကိုလည်းလူတိုင်းကြည့်ဘူးကြမယ်လို့မျှော်လင့်နေတဲ့အတွက်ဇလန်ရဲ့အကြောင်းအရာတွေကိုအတူတူပဲပြောပြပြီးတော့ဇလန်နဲ့မတူတဲ့အကြောင်းအရာတွေကိုပဲကျွန်တော်အဓိကထားပြီးပြောပြပေးပါမယ်။ကျွန်တော်လူကြီးကြဲမှာစုံဝခုံ the monkey king နဲ့ပတ်သက်တဲ့ပုံမြင်တွေမရေမတွက်နိုင်အောင်အများကြီးရှိပေမဲ့တကယ် monkey king ရဲ့အကြောင်းကတော့တစ်ခုပဲရှိပါတယ် main ခင်အကြောင်းမပြောခင်မှာကျွန်တော်တို့တူမွေးဖွားခဲ့တဲ့နေရာကိုအရင်ဆုံးစကြည့်လိုက်ရအောင်လူပြည်နက်ပြည်ငရဲပြည်တုံးရတဲ့ဘုံရဲ့အရေးရှိမျက်နှာမှာရှိတဲ့တက်ရှိတက်မဲ့အားလုံးကိုကြော်လွန်ပြီးမျိုးဆောင်နဲ့ရွာဆောင်နဲ့ရက်ွက်ဆောင်နဲ့သာသနာဆောင်နဲ့အပြင်မြန်မာတရားမင်းမှာမကျန်းရုံရင်းဆန်ခဲ့ဖြစ်အောင်လုပ်နိုင်တဲ့ immortal တတ္တဝါတွေ demon တွေ spirit တွေနဲ့ပြည့်နေနေတဲ့ mountain of the whirling forest ရဲ့ nashine တဲ့နေရာမှာမြောက်ပုံစံကြော်တုံးနဲ့ထုလုပ်ထားတဲ့ရုပ်ထုကြီးတစ်ခုတည်ရှိနေပါတယ် Welling Forest ရဲ့ Welling ဆိုတာ โอสเปรလို့ခေါ်တဲ့အိုမင်းဟောင်းနှန်းနေပြီဖြစ်ပြီးတစ်ချိန်ကနှက်ပြီကိုစိန်ခေါ်ခဲ့မှုတဲ့ဝိညာဉ်အိုကြီးတွေရဲ့ငိုကြွေးတန်အဟစ်တန်တွေနဲ့ပြည်နံ6လက်ခံနေရတာကိုရှင်းညွှန်ပါတယ်ဒီတော့ကြီးထဲမှာရှိတဲ့ဝိညာဉ်တွေကဘယ်အမားမျိုးကိုမှလက်ခံမှာမဟုတ်ဘူးဗျဘာဖြစ်လို့လဲဆိုတော့အခွင့်အရေးသာရရင်ကဘာကြီးကိုဖြောင်းမြန်လန်ဖို့စောင့်နေတဲ့သူတွေကြီးပဲရှိနေတာမို့လို့ပါ န်ဆိုးရဲလို့ပဲပြောရမလားတဘာဝတရားကြီးကမျက်နှာသာပေးရလို့ပဲပြောရမလားတရက်မှာတော့31ပုံသားလုံးအငိမ့်မနေရမယ့်အရာတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့ကောင်းငင်ဘောကနေအရန်အောင်မှာဆွာကြီးရဲ့မိုးချိုးတစင်နည်းနည်းလေးတောင်အတင်းဆောင်းမခံတဲ့ Welling Forest ရဲ့ကိုကြောက်ရောက်လာခဲ့ပါတယ်။နဖျားကပဲဖြစ်ဖြစ် University ကပဲဖြစ်ဖြစ်ရွေချက်ရှိလို့ဖြစ်စေမှားယွင်းမိဖြစ်စေဒီလိုမိုးချိုးပစ်ချလိုက်တာကောင်းတဲ့အကျိုးဆက်တွေတော့ရလာမှာမဟုတ်ပါဘူး။ ဒီမိုးကြိုးကလည်းတိုက်တိုက်ဆိုင်ဆိုင် လူသူကင်းပြီးနတ်ဆိုင်နဲ့တောအုပ်ထဲမှာတူတူဝဲဝဲရှိနေတဲ့မန်ကီကင်းရဲ့ရုပ်ထုပေါ်မှာထိမှန်ခဲ့ပါတယ်။ဒီမိုးကြိုးကပဲမန်ကီကင်းပုံစံရုပ်ထုကိုအသက်ဝင်စေခဲ့တယ်ဗျ။ကြောက်ရွံ့ကြီးကလည်းမိုးကြိုးထိလိုက်တာနဲ့တပြိုင်နက်ကွဲကြေကြွားပြီးတော့အထက်ကနေစုံးဝခုံလို့ခေါ်တဲ့တက်ရှိတကောင်ရည်တန်နေတဲ့အတူမွေးဖွားလာခဲ့ပါတယ်။ တာမန်လို့အဖေအမေတွေစီကမွေးဖွားလာတာမဟုတ်ဘူးဗျ။ကြောက်ရွံ့ကနေမွေးဖွားလာရဲဆိုတာထက်စိုးသွမ်းမှုတွေထင်တိုင်းကျဲမှုတွေနဲ့ပြည့်နေတဲ့ spirit တွေကနေပေါက်ဖွားလာတာဆိုပုံမှန်ပါလိမ့်မယ်။ သူ့ရဲ့စိုးတမ်းမှုဆိုတာ evil ဆန်တာမျိုးမကောင်းကြံတာမျိုးမဟုတ်ဘူးဗျအစားအနောက်တန်ပြီးပြောင်းဆက်ဆက်နိုင်တာမျိုးပါမန်ကြီးခင်ကညံလဲအရန်ကောင်းပါတယ်သူကအရန်အောင်မှာအမေးမန်းထူတဲ့အပြင်အခြားသူတွေကိုလည်းအသေးမျက်နှာပြောင်းတိုက်ပြီးစားနောက်တက်ပါသေးတယ်သူကသာမြောက်ဖြစ်နေပေမဲ့တခြားတလေးဆန်တွေကိုတော့လုံးဝကြည့်လို့မရဘူးဗျအမြဲတော်တော်လက်ရှိနေတတ်တဲ့အပြင်သူ့စီမှာအကြံကောင်းနေလဲအမြဲထွက်နေပါတယ်တစ်ဖက်သားကိုမခံနိုင်အောင်စတတ်တဲ့အချက်နဲ့သူ့ကိုယ်သူအထင်ကြီးရဲ့စိတ်ကဘသူရှိမှမပြောက်ဘူးဗျညံလဲကောင်းတာမို့လို့သူ့ကိုဘလို့မှဖန်ဆီးလို့မမိပါဘူးသူရဲ့ဆက်စွတ်တတ်တဲ့စိတ် တ်နဲ့စူးစမ်းညံတဲ့စိတ်ကြောင့်ရှေ့ရလူတွေလှုပ်ခဲ့တဲ့အရာတွေလျှို့ဝှက်ချက်တွေကိုကြပြောင်းကြပြန်ဖြစ်အောင်လုပ်ပြီးလောင်မြောင်နေခဲ့ပါတယ်။အဲ့ဒါအပြင်မော်အစွမ်းတွေ Immortal ရဲ့လူသိမခံနိုင်တဲ့လျှို့ဝှက်ချက်တွေကိုပါလေ့လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ Main ခိုင်မြေရှုံးမိုးပြန်တာတွေရေအောက်ထဲမှာသွာလာနိုင်တာတွေအပါအဝင်ပုံစံ82မျိုးပြောင်းတာအထိပါတက်မြောက်ခဲ့ပါတယ်။အဲ့ဒါကြောင့်မို့လဲ Main ခိုင် The Great Sage ဆိုပြီးတော့နာမည်ကြီးခဲ့ပါသေးတယ်။ ဒီအချက်တွေအပြင် Magical Eyes လို့ခေါ်တဲ့တာမန်လူတွေမမြင်နိုင်တဲ့အရာတွေကိုတော့မှထိုးထွင်းပြီးမြင်နိုင်တဲ့မျက်လုံးတစ်စုံရှိပါတယ်။အဲ့ဒီမျက်လုံးတွေကြောင့်ဝိညာဉ်တွေ၊ Demon တွေ၊ Evil Beings တွေကိုသူတို့ရဲ့မော်အစွမ်းတွေတုံးပြီးရုပ်ဖြတ်ထားရင်တော့မှမြင်နိုင်ပါတယ်။ဘလို့ကာကွယ်တွေပဲယူထားပါစေ။သူတို့လက်ကွက်တွေနဲ့ Illusion တွေကမင်းကြီးခင်အတွက်တော့ကလေးကစားစရာတတပဲရှိပါတယ်။ဒီလိုအစွမ်းတွေကြောင့်မင်းကြီးကကြုံလာတော့မဲ့ Annual ကိုကြိုတိနိုင်ပြီးသူ့ကိုလှည့်စားဖို့ဆိုတာကလည်းလုံးဝမဖြစ်နိုင်ပါဘူး။အဲ့ဒါကြောင့်မို့ပဲဘဲဒီမွန်ဘဲနဖျားအောင်မှမကြောက်လန့်တော့ပဲအကြောက်လန့်မရှိစနောက်ပြီးပခုံးဖက်ပေါင်းခဲ့ပါတယ် ီလိုပေါင်းတာကကောင်းတာမျိုးတော့မဟုတ်ဘူးဗျမြေပြင်ပေါ်ကနှက်တွေဒီမွန်တွေနဲ့တဲညီပြီးပေါင်းနေတာပါဒီလိုအကြောင်းကြောင့်ပဲနှက်ပြည်ပေါ်ကနှက်တွေအထိဆုံးဝခုံးဆိုတဲ့နာမည်ကပေါက်ရောက်ခဲ့ပါတယ်မိန်ကင်းကန်ဆောင်တဲ့ဂျန်ကူပန်ကမိန်ကင်းဘတ်နဲ့ပုံစံတူဖြစ်ပြီးတော့ Johnny to the West နဲ့တော့နည်းနည်းလေးကွဲလွဲပါတယ် Joining to the West ရဲ့မှာဝူခုံးကိုက်ဆောင်တဲ့လှန်တွေဒုတ်တွေဓာတ်တွေအားလုံးက main king ရဲ့ strength ကိုမခံနိုင်ကြပါဘူး။အဲဒါကြောင့်မို့ပဲအရှိပင်လယ်အောက်ထဲတိသွားပြီးတော့နဂါးကြီးစီကနေလက်နက်တွေတွားယူခဲ့ပါတယ်။အလကားပေးရတော့မှသေးတယ်ပော့တယ်ဆိုပြီး complain တက်ပြီးတော့နန်းတော်ထဲမှာရှိတဲ့ Ryu Jingu Bank ဆိုတဲ့တိုင်လုံးကြီးကိုဖျောက်ယူခဲ့တာဖြစ်ပါတယ်။ Rodaru War ထဲမှာကတော့ Ryu Jingu Bank ဆိုတာကကဘာမင်းမဖြစ်တည်ခင်ကတည်းကနဖရားတွေပြုတ်လထားတဲ့ပင်လယ်ရေကိုတိုင်းတာတဲ့အတုံးဆောင်တစ်ခုဖြစ်ပြီး main king မယူခင်အထိလက်နက်မဟုတ်ခဲ့ပါဘူး။ဘသူကမှလည်းအတုံးပြုတ်လို့မရဘူး။ ဗျရေရောက်ထဲမှာသွာလာနိုင်သွားပြီဖြစ်တဲ့မင်းကြီးခင်ကသူ့ရဲ့ဂျင်ကုဘန်းကိုရှာဖွေဖို့အတွက်ရေရောက်ထဲတိဆင်းလာခဲ့ပါတယ်ဂျင်ကုဘန်းကလည်း The Rams of the Deep Ones တဲ့က Deep Fort ဆိုတဲ့ရေအောက်ရှေးဟောင်းယတနာတွေကိုထိန်းသိမ်းတဲ့နေရာမှာရှိနေခဲ့ပါတယ် gram ကိုဘုံလို့ပဲဘာသာပြန်ပြန်နိုင်ငံလို့ပဲဘာသာပြန်ပြန်ပြန်လို့ရပါတယ်ကျွန်တော်ကတော့အဆင်ပြေပြေတဲ့ပုံစံအတိုင်းနားလည်လွယ်အောင်လို့သုံးပေးသွားပါမယ် the deep one ဆိုတဲ့ရေအောက်နိုင်ငံကိုမန်ဂီကင်းဆင်းလာတဲ့အချိန်မှာတော့ရေအောက်ထဲမှာပွဲတိုင်းကြော်ခဲ့တဲ့ konga ရဲ့ navy တစ်ခုလုံးအဆုံးသတ်ပြီး konga ကိုပါ ethereal phone ထဲမှာပိတ်မိစေခဲ့တဲ့ mayran ကိုဆင့်ခေါ်ခဲ့တဲ့ the leviathan တိုက်ဟန်တာနဲ့တပွဲတလန်းကျုံးခဲ့ပါသေးတယ်အမြဲရှင်ချနိုင်မဲ့သူကိုရှာဖွေနေတဲ့မန်ဂီကင်းနဲ့ဘယ်တော့မှအကြောမခံတဲ့တိုက်ဟန်တာတို့ရဲ့တိုက်ပွဲကတာမန်တော့မဟုတ်ခဲ့ပါဘူး မင်းကြီးခင်ရဲ့အစွမ်းထက်မှုနဲ့တိုက်ဟန်သားရဲ့မာကျော်မှုဟာထက်တူကျနေခဲ့ပြီးတော့ဗတရားလည်းအယံကိုပြင်းထန်ခဲ့ပါတယ်။ဒီလိုပြင်းထန်နေတဲ့တိုက်ပွဲအချိန်ကြောင့်အယံအောင်မှာစိုးသွမ်းလို့နေအောင်ကြီးမရောက်နိုင်တဲ့အနက်ထဲမှာတိဆောက်ထားတဲ့ Duckreef တဲမှာ Asian Series နဲ့ချိတ်ပိတ်ထားတဲ့ The Night Crawler လို့ခေါ်တဲ့ Slug ကိုလွတ်သွားစေခဲ့ပါတယ်။ Default ထဲမှာစောင့်ကြပ်နေရတဲ့ Slytherin နဲ့ဖြစ်တဲ့ Nagasarian နဲ့ Slara တို့က Slug ကိုဖမ်းဖို့လိုက်ရပါတော့တယ်။ဒီလိုအဆောင်တွေအလုံးရှုံနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီး main king ကတိုက်ဟန်တဲ့ leviathan ကိုလိုသုံးလို့သွားခဲ့ရဗျ။ ဒီဗော်ထဲမှာစလေသရင်အဆောင်တွေတိုက်မဲ့နေရတဲ့တပြိုင်နက်ဒီဗော်ထဲကသူ့လိုချင်တဲ့ဂျင်ကုဘန်းကိုယူပြီးထွက်ပြေးသွားခဲ့ပါတယ်တိုက်ဟန်တာကတော့ main king ကိုအမုံမုံပြီးချိန်သေးပြီးသာကြံ့နေခဲ့ရတယ်ဗျအဲ့ဒါအပြင် main king က the ram of the narrow maze လို့ခေါ်တဲ့တည်ဆုံသွားပြီးတဲ့သူတွေတွားရတဲ့စမ်းကြဲတဲ့ဘုံကိုတွားခဲ့ပူပါတယ် the narrow maze ဆိုတာ အသက်ခံရတဲ့သူတွေမတော်တဆတည်ဆုံးသွားတဲ့သူတွေတိုင်းတွားမယ်အဆုံးအစမရှိတဲ့ဘုံဖြစ်ပြီးတက်ရှိကဘာနဲ့တည်ဆုံးမိသားသူတွေရဲ့ကဘာကိုဆက်ဆက်ပေးထားတဲ့နှက်ပြည်လည်းမဟုတ်ငရဲပြည်လည်းမဟုတ်တဲ့ဘုံတစ်ခုဖြစ်ပါတယ်။တရားအသက်ခံရတာပဲဖြစ်ဖြစ်မတော်ဆမှုကြောင့်ပဲဖြစ်ဖြစ်တည်ဆုံးသွားတဲ့သူတိုင်းမေ့စ်မှာနိုးထလာမှာဖြစ်ပြီးကြီးမားလာတဲ့ဘုံကြီးထဲမှာကျင်းမြောင်းလာတဲ့လမ်းကြောင်းတွေအန္တရာယ်များတဲ့အချိုးအကွေ့တွေကြားထဲမှာလမ်းလျှောက်ရမှာဖြစ်ပါတယ်။အဲ့ဒါအပြင်လမ်းကြောင်းနေရာလည်းအမြဲတမ်းပြောင်းလဲနေရမှာမို့လို့မေ့စ်ရဲ့နေလွတ်အောင်သွားနိုင်မှုဆိုတာလုံးဝမဖြစ်နိုင်ဘူးဗျ။ ဘေးဘက်နေရာနေမှာလဲဆိုးလို့ခေါ်တဲ့စိတ်ဝိညာဉ်ကိုတော့ဖျက်တော့နိုင်တဲ့ခြုံထက်တဲ့စူးကြုံတွေရှေ့မှာဘာရှိလဲတော့မမြင်ရနိုင်တဲ့လင်းထိန်အောင်တောက်ပါတဲ့မိုးကြိုးတွေကသွားနေတဲ့လမ်းကိုပို့ပြီးအနေရများစေပါတယ်မေးဆဲမှာတော့ခြေလမ်းတိုင်းကအတက်ကိုရင်းထားရတဲ့ဇာမွေးဝဲတစ်ခုလိုပါပဲခြေလမ်းတစ်လက်မှားသွားတာနဲ့အဲ့ဝိညာဉ်ကအမောင်ထုထဲမှာပဲရှိတဲ့ Anascape ထဲမှာထာဝရနေသွားမှာဖြစ်ပြီးအောင်မြင်သွားတဲ့သူတွေကတော့လုံခြုံပြီးအေဂျင့်နဲ့ဘဝကိုသွားနိုင်မှာဖြစ်ပါတယ်။ဘလူးဝဲတူရစ်ဓာကြီးကဖိုးသူတော်ပဇွန်လုံးရေဘူအိုးပေါ်မှာလမ်းလျှောက်ခိုင်းနေရဲ့အကွာပါ။ ဒီ narrow maze ပုံပေါ်မှာအရန်အောင်ဆွာကြည့်ရဲတက်ရှိရဲအုပ်ချုပ်နေရာဖြစ်ပြီးအဲ့ထဲမှာအကြီးဆုံးနဲ့အကျဉ်းဆုံး greatest of all time ကတော့ Razor than Lightning Revenant ဖြစ်ပါတယ်။ Razor က maze ပုံရဲ့ကောင်းကင်ပေါ်မှာပြန်နေပြီးသူ့လက်ထဲမှာမိုးကြိုးကြပေါ်နဲ့အတူလမ်းကြောင်းပေါ်မှာနှင်းနေသွားနေတဲ့သူတွေရက်နေတဲ့သူတွေကိုအဆက်မပြတ်ရိုက်နှက်နေပါတယ်။သူရဲ့မျက်နှာဖုံးအတွင်းမှာ narrow mist တစ်ခုလုံးရဲ့မြေပုံကိုရေးဆွဲထားပြီးဆိုးတိုင်းလမ်းကြောင်းတိုင်းကိုမြင်နေရပါတယ် ရေဇာက The Book of the Dead ကိုကိုင်ဆောင်ထားရတဲ့တဦးတည်းသောသူဖြစ်ပြီးမော်တယ်လို့ခေါ်တဲ့တင်မျိုးတိုင်းရဲ့နာမည်ကအိုက်စာအုပ်ထဲမှာမြင်မြုပ်ခံရမိတာဖြစ်ပါတယ်။ပြောရရင်တင်မျိုးတိုင်းရဲ့နာမည်နဲ့တရားမဲ့အချိန်ကိုရေးထားပြီးသားပါ။နာမည်တွေကိုမိုးကြိုးနဲ့ရေးထားတာဖြစ်ပြီးစက်လုံးတိုင်းကပူနေတာမို့လို့ဘဲတတဝါမှနာမည်ကိုမဖြတ်နိုင်ကြတဲ့အတွက်ဘဲတင်မျိုးကမှရေဇာလက်ထက်ကနေပြေးမလွတ်ပါဘူး။ ရေဒါကိုခုခံတဲ့သူအမေနာမခံတဲ့သူတွေကနက်ပြည်လည်းမသွားရသလိုငရဲပြည်လည်းမသွားရပဲ HUB twin လို့ခေါ်တဲ့ timeless လွန်ဖို့ကျွန်တော်တို့လူတွေခေါ်တဲ့ငြိမ်းချမ်းမှုမရှိပဲရည်ရွယ်ချက်ရည်မှန်းချက်ဘာမှမရှိတဲ့ damage တဲမှာပဲ tower ပိတ်မိနေမှာဖြစ်ပါတယ်အဲ့ဒါအပြင် endoscape ရဲ့ guardian တစ်ယောက်ဖြစ်တဲ့ the bone phone of the necro lake လို့ခေါ်တဲ့ visage ကသူ့ရဲ့ family ရာတကောင်ကို razor နဲ့အတူ miss ကိုစောင့်ကြဖို့အတွက်ပေးထားပါတယ် ဒီနေရာမှာရှော့ကုန်မှာဆိုလို့ကျွန်တော်ရှင်းပြပါမယ်။မေးဆိုတာမတော်တဆဖြစ်တဲ့သူတွေနဲ့အသက်ခံရတဲ့သူတွေသာတွားတဲ့နေရာဖြစ်ပြီးတော့ Dom လို့ခေါ်တဲ့ Lucifer ထိန်းချုပ်တဲ့ငရဲပြည်မဟုတ်ပါဘူး။ Maze မှာ Razor ထိန်းချုပ်ပြီးတော့ Razor ရဲ့ခက်ခဲတဲ့စမ်းသပ်မှုတွေမှာကြာရှုံးသွားတဲ့သူတွေကအမောင်မဲရှိနေတဲ့ Enderscape ကိုသွားရမှာဖြစ်ပါတယ်။ Enderscape ကို Visage ကထိန်းချုပ်ပါတယ်။ဒီလောက်ဆိုရှင်းသွားမယ်လို့ထင်ပါတယ်။မရှင်းသေးရင် comment မှာမေးခဲ့လို့ရပါတယ်။ကျွန်တော်တက်နိုင်တဲ့လောက်ထပ်ပြီးရှင်းပြပါမယ်။ဒီလိုမျိုး sequence တင်းကျပ်တဲ့ maze ပုံမှာတစုံတစ်မြောက်ကတော့မဖြစ်နိုင်တဲ့အရာတစ်ခုကိုလာလုပ်ခဲ့ပါတယ်။တခြားသူတွေတာမန်လမ်းလျှောက်တယ်လို့လမ်းမလျှောက်ပဲရီမောနောက်ပြောင်နေပြီးနေရံတွေရဲ့စူးကြုံတွေကိုလည်း view မဆိုင်ဘူးဗျ။လမ်းကြောင်းတစ်ခုနဲ့တစ်ခုခုံကူးနေပြီး razor ရဲ့ကြာပုတ်တွေကိုတော့မှရှောင်နေနေပါသေးတယ်။ သူ့နောက်ကိုလိုက်နေတဲ့ Guardian တွေကိုလည်းမျက်နှာပြောင်းနေပြီး Mem of the Mage ကိုမျက်နှာဖုံးနဲ့တောင်အသက်ရှူချက်ခံပြီးထည့်ထားတဲ့ Razor တော်မှမင်းကြီးခင်ဘယ်ကိုခုံမယ်ဆိုတာကိုမှတ်မှန်းနိုင်ခဲ့ပါဘူးဒီလိုခုံရင်းခုံရင်းနဲ့ Mage ရဲ့အတွင်းပိုင်းထဲထိရောက်သွားပြီးတော့ Razor သိမ်းထားတဲ့ Book of Death ကိုရှာတွေ့ခဲ့ပါတယ် Razor တယောက်ကတော့မင်းကြီးခင်ကိုလိုက်ရှာဖို့အတွက်အမိန့်ပေးရဒီဘက်မှာလမ်းလျှောက်နေတဲ့ Story ကိုကြည့်ရနဲ့အလို့ရှုံနေခဲ့ပါတယ်အဲ့ဒီအချိန်မှာမင်းကြီးခင်တယောက်ကတော့သူ့နာမည်ကိုဖျက်ပစ်လိုက်ပါပြီအရာအလုံးကဟာသားဖြစ်နေတဲ့မင်းကြီးခင်အတွက်ဒီလိုလောက်ရတာအရသာရှိနေခဲ့ပါတယ် အဲ့ဒါကြောင့်မို့တခြားဆိုးရီရဲ့နာမည်တော်တော်များများဟောဖြစ်ဖြစ်ပြီးတော့ထိုင်ရင်နေခဲ့ပါတယ်။ဂါရီရဲ့နေကမင်းကြီးခင်လုလိုက်တဲ့အရှုပ်ကိုတီသွားတဲ့အချိန်မှာတော့အရန်ကိုနောက်ကျသွားခဲ့ပါပြီ။ဘသူမှမလုပ်ရတဲ့ပြဿနာကိုရှာပြီးမင်းကြီးခင်တယောက်ပျော်ရွှင်မြူးတူးသွားခုန်ကားပြီးလွတ်မြောက်သွားခဲ့တယ်ဗျ။ ဒီလိုသူနဲ့အလိုက်ဖက်ဆုံးလက်နက်နဲ့မသိမျိုးဖြစ်သွားတဲ့အတွက်နောက်ပိုင်းမှာတော့ကိုယ့်အကိုအထင်ကြီးတတ်တဲ့မန်ကြီးကအကောင်းဆုံးအသက်ရှိဆိုတဲ့အတိအမဲ့ပြူတာကိုခံကျင်လာခဲ့ပါတယ်။အဲဒါကြောင့်မို့နက်ပြီကခေါ်တာကိုမဆောင်မဲနက်ပြီအထိသူကိုယ်တိုင်တွေ့တတ်သွားလိုက်သေးတယ်ဗျ။သူကနက်ပြီကိုဧည့်သည်အနေနဲ့တွားခဲ့တာမဟုတ်ဘူးကျူးကျော်တလို့တွားခဲ့တာပါအစပိုင်းမှာတော့သူ့အပြစ်မပေးဘဲနဲ့ချော့ပြီးတော့ဟိုဆဆဒီဆဆချွေးသိပ်ပါသေးတယ်ဒါပေမဲ့ဇားရှိရဲ့မန်ကြီးကနက်ပြီကိုတော့စိန်ခေါ်ပြီးတောင်းကြမှာတော့တယ်သူ့ကိုဘလို့မှမနေနိုင်တာမို့လို့နက်ပြီကစစ်တက်တက်လုံးကိုအစွမ်းထက်တဲ့အင်မော်တယ်ဥဆောင်ပြီးမန်ကြီးကိုတုတ်တဲ့မိုးစေလွတ်ခဲ့ ယ်ဗျဒါပေမဲ့ main king ကိုဘလို့မှမတက်နိုင်တာမို့လို့ spring god လို့ခေါ်တဲ့ဗုဒ္ဓကိုယ်တိုင်ရောက်လာပြီးတော့ wukong ကို fight element mountain လို့ခေါ်တဲ့ကောင်းကင်အထိမြင်မာတဲ့အရွယ်စားရှိတဲ့ ောင်းဖန်ဆင်းပြီးခေါင်းအလွဲလို့တကူလုံးကို2900အထိဖိပြီးတော့အပြစ်ပေးခဲ့ပါတယ်။တဘာဝလျောက်ဖြစ်တာမဟုတ်ပဲဖျားကိုယ်တိုင်ဖန်ဆင်းထားတာမို့လို့ main ခင်ကဘလို့အစွမ်းအုံမှာတုံးလို့မရတော့ပါဘူး။လှုပ်လို့လည်းမရ၊စကားပြောလို့လည်းမရ၊ချလို့လည်းမရ၊စလို့လည်းမရတဲ့ဘဝမှာ main ခင်တယောက်သူလွတ်လပ်မဲ့နေ့ကိုသာခေါင်းလေးပြူတက်ပြူတက်နဲ့မျောနေရပါတယ်။အချိန်တွေကလည်း main ခင်အတွက်နှင်းနေပြီးတော့တဖြည်းဖြည်းနဲ့ရင်ကြီးတွေပါ main ခင်ရဲ့မျက်နှာပေါ်မှာပေါက်လာခဲ့ပါတယ်။မြက်ပင်တွေကလည်းသူ့ရဲ့နွေရဲပေါ်မှာပေါက်လာပြီးတော့သူ့ရဲ့ဘေးနားမှာလည်းရောင်စုံပန်းမွေအနေနဲ့ပြေးလာခဲ့ပါတယ်။နှစ်တွေကြာလာတဲ့အမြတ် သူ့ဘယ်နေရာကိုကြည့်ကြည့်ပန်းမင်တွေမျက်ပင်တွေနဲ့ပြေးလာပြီးတဘာဝတရားကြီးကမင်းခင်ကိုဖုံးအုပ်သွားတော့မှဖြစ်ပါတယ်လူတွေကလည်းမင်းခင်ဆိုတာနှက်ပြီတော်စိန်ခေါ်ခဲ့လို့နှက်ဖျားတွေရဲ့နှိမ့်ဆက်အပြစ်ပေးတာကိုခံရပြီးတေသွားပြီးသူ့ရဲ့ပုံမြင်တွေဒန်နာကြီးတွေသူ့အကြောင်းရေးဖွဲ့ထားတဲ့ကြပြားတွေပဲကြံတော့ရည်လို့ယုံကြည်နေခဲ့ကြပါတယ်ဒါပေမဲ့စိုးဝုန်ခုံးလုံးခေါ်တဲ့မင်းခင်ကတော့လူတွေထင်သားတယ်လို့မဟုတ်ခဲ့ဘူးဗျမသိမျိုးတယောက်ဖြစ်သွားတဲ့အပြင်အချိန်နဲ့ဘလောက်ကြာကြာနှက်ဖျားတွေဘလောက်ထိအစွမ်းထက်တဲ့အစီရင်တွေနဲ့ပဲအပြစ်ပေးပြီးသူကတော့အသက်ရှင်နေအောင်မှဖြစ်ပြီးသူပြန်တောင်းကျမ်းလို့ရမယ့်အချိန်ကိုစောင့်နေခဲ့ပါတယ် နှစ်တရာနဲ့ချီပြီးလှုပ်မရပဲဖြစ်နေခဲ့ပေမဲ့အရှုံးတော့မပေးခဲ့ဘူးဗျတရက်ပြီးတရက်တနေ့ပြီးတနေ့ကြီးမားတဲ့တောင်နဲ့ဖိခန့်ထားရတဲ့တန်အစားနောက်တန်တဲ့သူတယောက်ရဲ့တယောက်တည်းဘာမှစလို့မရတဲ့တန်ကိုမင်းလင်းတယောက်အန်ဂျေးခံပြီးနေဖျားကြီးပြန်လာပြီးသူ့ကိုအခွင့်အရေးပြန်ပေးမဲ့အချိန်သူ့ကိုခွင့်လွှတ်ပြီးသူပြောင်းလဲသွားပြီဆိုတဲ့ဟာကိုတက်တက်ပြနိုင်မဲ့အချိန်ကိုစောင့်မျှနေခဲ့ပါတယ်သူမျှော်လင့်နေခဲ့တဲ့အတိုင်းပဲနေဖျားကြီးရောက်လာခဲ့ပြီးသူ့ရဲ့လွတ်လပ်မှုကိုပြန်ယူနိုင်မဲ့အခွင့်အရေးတစ်ခု offer ခဲ့ပါတယ်အဲ့ဒါကတော့ဘုန်းကြီးတစ်ပါးနဲ့လျှို့ဝှက်စမ်းကြတဲ့ခီးကိုအတူသွားမှာဖြစ်ပြီးတာဝန်ရတော့ခီးကြီးမှာကြုံတွေ့ရမယ် Evil Spirit ရတဲ့မိစာရီရဲ့အနေနဲ့မျိုးစုံကနေကာကွယ်ပေးရမှာဖြစ်ပါတယ်။မိန်ခင်ကိုဖုန်းကြီးကိုကာကွယ်ပြီးသူ့ရဲ့အမိန့်ကိုရိုးရိုးတည်တည်နဲ့ခီးတစ်ခုလုံးလိုက်နိုင်ရင်ပြောင်းလဲသွားပြီလို့လက်ခံပေးမှာဖြစ်ပြီးအရင်ကလိုလွတ်လွတ်လပ်နေခွင့်ပေးမယ်လို့ခရီးပေးခဲ့ပါတယ်။အရန်ကိုမျက်နှာပြောင်းတဲ့မိန်ခင်တယောက်သူ့အရင်ကလိုလွတ်လပ်ခြင်းနဲ့ပြန်ရဖို့အတွက်မော်တယ်လို့ခေါ်တဲ့တေမျိုးတယောက်ရဲ့အမိန့်ကိုနားခံရောလွယ်ပြီးရွေးချယ်စရာမရှိတော့ပါဘူး။ဒီလိုနဲ့မိန်ခင်ရဲ့တဘွားလုံးမှာတစ်ခါသာတီကယ်ဖို့ရဲ့ခရီးကိုပေးပြီးသူ့လုံးဆောင်ရမယ့်တာဝန်တွေကိုရိုးရိုးသားသားယူယူသေးနဲ့ဆောင်ရွက်ခဲ့ပါတယ်။ဖုန်းကြီးကလည်းကျန်းသာရေးနဲ့အတူဘေးကင်းကင်းပြန်ရောက်ပြီးခီးပြီး ီးဆုံးသွားတဲ့အခါမှာတော့နှစ်ဖျားတွေက main king အပေါ်မှာပထမဦးဆုံးဆက်တင်ပြီးတော့လေးစားသမှုနဲ့ဆက်ဆံလာကြပါတယ်။ main king ကအခုလိုမျိုးဆက်ဆံတာကိုတော်တော်လေးသဘောကျပါတယ်။ဒါကြောင့်မို့သူအရင်ကလိုစိတ်လှုပ်ရှားစရာတွေစစ်ပွဲတွေဂုံပုတ်တွေစားနောက်တဲ့ဘဝတွေကိုရှက်တန်လိုက်တော့မယ်လို့တောင်တွေးလိုက်သေးတယ်ဗျ။ဒါပေမဲ့ main king ဆိုတာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ူနဲ့အတူတရေတဲလာခဲ့တဲ့စံအောင်တက်တဲ့စိတ်နဲ့ထင်းတိုင်းကျက်တဲ့စိတ်ကအမြဲတမ်းပြဿနာနဲ့အတူသူ့ရဲ့စိတ်လှုပ်ရှားစရာတွေကိုပဲလိုက်ရှာနေခဲ့ပါတယ်။နဖျားရည်ရဲ့ခွန့်လွတ်မှုကြောင့်လွတ်လပ်မှုကိုပြန်ရထားတဲ့အမြဲတမ်းပြဿနာရှာခြင်းတွေရဲ့ main king အတော့စီးရီဘောင်းနေနဲ့ညင်းညမ်းနဲ့နေရတဲ့ဘဝကအယံအုံမှာပြင်းဖို့ကောင်းနေပါတယ်။အဲဒါကြောင့်မဲအရင်ကလိုနဖျားရည်ကိုမခံနိုင်အောင်စားနောင်ပြီးဘယ်အမိန်အုံမှလည်းမနာခံတော့ဘူးဗျ။ အမိတ်မနာခံရတာကမင်းခင်အတွက်ပျော်စရာတောင်ဖြစ်နေပါသေးတယ်။နဖျားတွေကနောက်ထပ်ဘလို့ပဲအပြစ်ပေးပေးမင်းခင်တယောက်ကလုံးဝပြောင်းလဲတော့မှာမဟုတ်ဘူးဗျ။နဖျားတွေကိုစားနောင်ရင်ပြင်လာတဲ့အချိန်မှာမင်းခင်ကပြည်ပြင်ပေါ်ကလူတွေနဲ့တွေမိစ္ဆာတွေကိုပြဿနာရှာဖို့အတွက်ပြန်လာခဲ့ပါပြီ။ဒီတစ်ခါတော့အရင်ကလိုနက်ပြူကိုကျူးကျော်သိမ်းပိုက်ဖို့အတွက်စိတ်ဝင်စားတော့ပါဘူး။မင်းခင် Empire ကိုထူထောင်ချင်တာဖြစ်ပြီးတော့သူ့ရဲ့မော်ဆွမ်းနေနဲ့ပြင်းနေနေတဲ့အတိုင်းအဆမရှိအောင်ကြီးနိုင်သေးနိုင်နေတဲ့ဂျင်ကူဘန်းကိုကင်ဆွဲပြီးသူ့ရဲ့ဝူကုန်းကွန်မန်းလိုမျိုးစစ်တပ်တစ်ခုလုံးထိကိုးပွားနိုင်တဲ့အစွမ်းနဲ့အတူရန်သူတွေကိုတက်ဖြတ်နိုင်ဖို့အတွက် တွက်အာဏာစပြလာပါတော့တယ်။မင်းခင်လောင်ရင်တန်နေကိုယ့်ဘာကိုယုံကြည်ချက်ပြေဝနေရဲ့အကြည့်ရဲ့နောက်မှာသူ့ရဲ့တိကျပြောင်မြောက်တဲ့ညံနီညံတဲ့အကြံတွေအပြည့်ရှိနေပါတယ်။ ဒီတခါမင်းကင်းတက်ခိုက်နေရရွှေငွေစည်းစိမ်တွေအတွက်မဟုတ်ပဲသူ့ရဲ့နာမည်နဲ့စုံးဝခုံတမန်ကီးကင်းဆိုတာဘယ်တော့မှဒဏ္ဍာရီတွေကနေပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာကိုတက်သေးပြဖို့ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အမြဲတမ်းလှည့်စားတတ်တဲ့မင်းကီးကင်းတစ်ယောက်ကဒိုရာဦးလောကတွေကိုဝင်ရောက်လာပြီးဒိတ်ဒီဂျေဟီရိုကြီးကမှသူနဲ့ရှင်ပြန်တက်ခိုက်နိုင်မဲ့သူဒါမှမဟုတ်သူ့ကိုစိန်ခေါ်ရတဲ့အထိမယူရဲဆန်တဲ့သူကိုရှာဖွေနေရဖြစ်ပါတယ်သူဒီလိုဒိုရာလောကတွေကိုရောက်လာပြီးတိတ်မကြခဲ့မှာပဲမြောက်ကလွယ်ပြီးတခြားတိတ်ဆန်တွေကိုမုန်းတဲ့မင်းကီးကင်းတစ်ယောက်အတွက်တိတ်ဆန်တွေနဲ့အကျွမ်းဝင်ရှိတဲ့ကာရယ်လို့ခေါ်တဲ့ဘီမာစာနဲ့တပွဲတည်ခဲ့ပါသေးတယ် ယ်မင်းခင်ကတကယ်ကိုမညမတာကျုံးခဲ့ပြီးတော့ပြီးမှစတယောက်ရှုံးနေပြီးအချက်အကြီးကျယ်ကွဲခဲ့ပါတယ်အဲ့ဒါအပြင် skill score လို့ခေါ်တဲ့ weaver ကိုလည်းပြဿနာရှာခဲ့ဖို့ပါသေးတယ်ဒီလိုပွဲရှာတတ်တဲ့အပြင်သူအားနေရနေရာဒီတိုင်းမှာ the moon goddess ဖြစ်တဲ့ salamining's ပိုင်ဆိုင်တဲ့ saver wood ထဲမှာလည်းအချိန်ဖြုန်းနေရှိပါတယ် dragon black ဆိုတဲ့ netflix series ကိုကြည့်ဘူးရတဲ့သူတွေနဲ့ lunar mirana တွေ span တဲ့သူတွေအတွက်ကတော့ကြာဝနာဝါရှိလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒီအကြောင်းကတော့နည်းနည်းလေးပြောစရာလေးရှိလို့ luna အကြောင်းမှာဆက်ပြီးတေချာရှင်းပြပေးပါမယ် ဒါရီအပြင် main king က leaner chris maiden luna စတဲ့သူတွေကိုလည်းဖွံ့ဖြောင်းတတ်ပါသေးတယ်။ main king အကြောင်းကတော့တော့လောက်ပါပဲ။ကျွန်တော်ဆက်ပြီးတော့ main king ရဲ့ spare တွေနဲ့ fan fan နည်းနည်းပေါပေါကိုပြောပြပေးပါမယ်။ main king ပထမဦးဆုံး spare ဖြစ်တဲ့ balance strike ကတော့ဂျင်ကူဘန်းနဲ့ရိုက်ချလိုက်တာဖြစ်ပြီးလွယ်တဲ့အကွာဝေးထီကိုရောက်နိုင်ပါတယ်။ main king တိုက်ခိုက်ဖို့ရွေးချယ်လိုက်ပြီးဆိုတာနဲ့ ben enemy ကမှပြေးလို့ရမှာမဟုတ်တလို့ပုံကွက်နေလို့လည်းရမှာမဟုတ်ပါဘူး။ ။ Tridents ကတော့တပင်တပင်ရနေတပင်ကိုဟန်ချက်ညီညီနဲ့ခုံကူးနေရဖြစ်ပြီးဘသူကမှဖမ်းလို့မမိပါဘူး။ဖမ်းမှုစူးစမ်းလိုက်ပြီးဆိုရင် main game ရှိတော့မှာမဟုတ်ဘူးဗျ။တပင်တပင်ရနေတပင်ခုံကူးပြီးရည်တန်နေပဲကြံခဲ့ပါတယ်။ Prime Spring ကတော့ enemy ဂျားတွေကိုခုံချလိုက်တာဖြစ်ပြီးဘသူမှပြန်ပြီးတော့မတုံ့ပြန်နိုင်ခင်မှာလင်းလင်းမြန်မြန်ယုံကြည်ချက်ရှိရှိနဲ့တိုက်ခိုက်တာဖြစ်ပါတယ်။ main game စပြီးတိုက်ခိုက်ပြီးဆိုရင်ဘယ်တော့မှတရားညတာမှုမရှိပါဘူး။ enemy တေဆုံးတဲ့အထိကျဉ်းကျဉ်းနဲ့တိုက်ခိုက်တတ်ပါတယ်။ main king နဲ့အတူတိုက်ပွဲဝင်နေတဲ့ဂျင်ကူဘန်ကတော့တာမန်လက်နဲ့တခုမဟုတ်ပဲ main king နဲ့အတူတိုက်ပွဲဝင်နေပေးတာဖြစ်ပါတယ် မင်းခင်စိတ်လှုပ်ရှားပြီးဒေါသတွေထွက်လာတဲ့အခါမျိုးမှာဂျင်ဂူဘန်ကလည်းအမြင့်ဆုံးပါဝင်တဲ့အတူတိုက်ခိုက်တတ်ပါတယ်ဂျင်ဂူဘန်ကတာမန်လန်လန်နဲ့ဆိုတာထက်မင်းခင်နဲ့အတူစိတ်သဘောထားတွေဒေါသတွေကိုပါမျှဝေခံစားပေးနေရဆိုရင်ပုံမှန်ပါလိမ့်မယ် Miss Chef ကတော့မင်းခင်ပါလာဟာနဲ့မင်းပေါ်မှာရှိသမျှတရှိတမဲ့အရာအားလုံးကိုတတိမမူပဲနေလို့မရတော့ပါဘူးတတိမထားလိုက်မိရဲ့အချိန်မှာမင်းခင်အဖြစ်ပြောင်းသွားပြီးတော့စတင်တိုက်ခိုက်သွားမှာဖြစ်ပါတယ် နောက်ဆုံး ultimate spell ဖြစ်တဲ့ဝုခုံး command ကတော့ mankin ကတကိုယ်လုံးမှရှိတဲ့အမွေးအမြင်ဘယ်အမွေးအမြင်ကိုမဆိုးနှုတ်ပြီးလေနဲ့မှုတ်လိုက်တာနဲ့ mankin ရဲ့ပုံစံတူ illusion တွေထွက်လာမှဖြစ်ပြီးသူတို့တွေကလည်း mankin နဲ့အတူတိုက်ပွဲဝင်ကြမှဖြစ်ပါတယ် enemy တေပြီးွားတဲ့အချိန်ကျရင်တော့အဲ့ illusion တွေအကုန်လုံးကအမွေးအမြင်တွေအဖြစ်ပြန်လည်ပြောင်းလဲသွားမှာပါ mankin ရဲ့ fan fact အနေနဲ့ကတော့ mankin ကတေယုံစီးနေတာဖြစ်ပြီးတော့သူတကယ်စီးကျင်တာကတော့ငကားဖြစ်ပါတယ် အဲ့ဒါအပြင် main ခင်ဟာ spirit တွေနတ်ဖျားတွေကိုမကြိုက်တာမို့လို့ amber spirit, ash spirit, stone spirit တို့ကိုလည်းမုန်းပါတယ်။ပြီးတော့သူနှစ်တွေများစွာတောင်းနေဖိခံထားတာမို့လို့အပြစ်ပေးတဲ့သူတွေထောက်မှုတွေကိုအယံမုန်းပါတယ်။အထူးသဖြင့် razor ပေါ့။ဒီလောက်ဆိုကျွန်တော်တို့ဒေါ်လာဦးတဲ့ဟာ main ခင်စုံးဝခုံအကြောင်းကိုသိွားလောက်ပြီးထင်ပါတယ်။နောက်ရောင်ရဲ့ hero ကို full pay ဖို့အတွက် YouTube မှာကျွန်တော်ဒီ video နဲ့အတူ full pay တင်ပေးထားပါမယ်။ကျွန်တော်လုပ်ချင်တဲ့ hero တောင်းလုပ်ပေးရတဲ့ဖုန်အများဆုံးရတဲ့ hero ကိုလုပ်ပေးပါမယ်။ကျွန်တော်နောက်တဲ့ video မှာတွေ့ရပါဘော။